အိမ်မှာခုနှစ်နှစ်အရွယ်ခုနှစ်နှစ်ရှစ်နှစ်နော်ဝင်းကျင်ကလေးအရွယ်တွေများရှိတယ်ဆိုရင်ဒါလေးတစ်ချက်ကိုလှုပ်ပြီးအောင်လှုပ်ပေးအိမ်မှာနော်အဲ့တော့သူတို့အရွယ်နဲ့ညရတဲ့တာဝန်ကိုသူတို့မှာအိမ်မှုကိစ္စလေးတွေဘာများလှုပ်နိုင်မလဲတာဝန်တစ်ခုခုတစ်ခုနှစ်ခုသူတို့လှုပ်နိုင်တဲ့လောက်ကိုတာဝန်ယူခိုင်းပါ ဒီလိုတာဝန်ယူခိုင်းခြင်းဖြင့်ကလေးတွေဒီကိုကိုကိုယုံကြည်မှုတွေတိုးတက်စေပြီးတော့မှကိုကိုကိုကြိုက်တယ်ကို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 ဖြစ်ရတာကိုသဘောကျနေတယ်ဆိုတော့ခံစားချက်ကလေးတွေကိုရစေတယ်အဲ့တော့သူအစာအနေနဲ့ပြောရင်တော့ self confidence to self esteem level တို့မြင့်သွားပြီးတော့မှကလေးတွေကအဲ့အိမ်မှုကိစ္စတွေမိဘရဲ့လုပ်ငန်းတွေမှာတာဝန်ယူပြီးတော့မှကူပေးတဲ့ကလေးတွေကစာပို့လိုက်နိုင်တယ်အကယ်ဒမီမှာပါသွားပြီးတော့မှထိရောက်မှုတွေရှိတယ်သူက ဲ့တော့ခုနှစ်နှစ်ရှစ်နှစ်ရွယ်ဆိုရင်တို့ရဲ့ကြွက်သားလေးတွေကလည်းလုံလုံလောက်လောက်တန်မာတဲ့အဆင့်ကိုရောက်လာပြီတို့လုံနိုင်တဲ့စွမ်းရည်လေးတွေကလည်းသူ့အလေးနဲ့သူရှိနေပြီများနေပြီအဲ့တော့တို့ကသတ်မှတ်ပေးဖို့လိုတယ်အဲ့တော့နေရာတကာရတယ်မိမိလုံမယ်ဖေဖေလုံမယ်ဆိုတာတက်သူဘာလုံနိုင်တယ်လဲငါစေးပြီးသားပကံလေးတွေပကံစင်ပေါ်မှာစင်နိုင်သလားစီပေးနိုင်သလားဒါဆိုရင်စီကိုင်း ဖုံတုတ်ခိုင်းနိုင်သလားဖုံတုတ်တက်လားဖုံတုတ်နိုင်ပြီလားဒါဆိုဖုံတုတ်ခိုင်းဒါမျိုးပေါ့တပြက်စီလက်တက်ပြီလား तू तू နိုင်သလားတပြက်စီရွယ်စားလေးနဲ့နော်ခေါ်ပြားလေးနဲ့အမိုက်ကျုံခိုင်းတပြက်စီလက်ခိုင်းဒါမျိုးလေးတွေကကျမတို့ကကျောင်းမှာလည်းပဲသူ့အလေးနဲ့သူသူ့အသင်းလေးနဲ့သူတတ်မှတ်ပြီးတော့လှုပ်ခိုင်းရမှာအိမ်မှာလည်းပဲမိဘကလှုပ်ခိုင်းပေးမှရမှာအဲ့လိုအဲ့လိုလှုပ်ခိုင်းလိုက်ခြင်းအပြင်ကလေးတွေကအလုပ်တစ်ခုကိုသူပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ပါတယ်ဆိုတဲ့ sense of competence ပေါ့ သူအောင်မြင်အောင်လုပ်နိုင်တယ်ပြီးအောင်လုပ်နိုင်တယ်ဆိုတော့ခန်းစားချက်ကိုရသွားပြီးတော့မှရွေးရူးတငယ်ချင်းနေထဲမှာလည်းပဲအဲ့ဒီအိမ်မှုကိစ္စတွေမိဘရဲ့လုပ်ငန်းတွေမှာတစ်ဖက်တစ်လမ်းကတာဝန်ယူပြီးတော့မှကူပေးနေတဲ့ကလေးတွေကပို့ပြီးတော့မှ social dealing ကောင်းတယ်ကိုကိုကိုယုံကြည်မှုပြည့်ဝရပြီးတော့မှဘဝမှာ life skill ပေါ့ယက်တီလို့ရမယ် life skill ကိုသူတို့ကပို့ပြီးတော့မှကျင့်ကြံခိုင်ခိုင်နဲ့ယက်တီနိုင်တယ်เนาะဒါကြောင့်မို့လို့တို့တွေကအဲ research တီးရကြည့်မယ်ဆိုရင်လည်းပဲအဲ့လိုကလေးတွေကပို့ပြီးတော့မှ ပေါက်မြောက်တာကိုတွေ့ရတယ်အဲ့တော့တို့ကလေးလေးတွေကိုတို့ကချစ်တယ်ဆိုရင်ချင်းနီးမှန်မှုလို့ရယ်မမှန်ကန်ကန်ချစ်တတ်ဖို့လို့ရယ်အเจ้าမှာပဲဖြစ်စီအိမ်မှာပဲဖြစ်စီသူတို့အသက်ရွယ်နဲ့တင့်တော်သောတာဝန်ယူမှုဒီဘယ်နှခုဖြစ်မလဲပြီးရင်ယူနိုင်ပါတယ်ဆိုတဲ့အเจ้าလေးတွေကိုလည်းဘယ်လိုပြောမလဲလုံနိုင်သွားပြီဟဲ့ကူညီပေးတာဒါမျိုးလေးတွေနဲ့သူတို့ကိုအမှတ်တမ်းတင်ပေးဖို့လို့ရယ်ဆိုတာလေးကိုနော်တတိယလေးပြောပြစီဒီနေ့သင်ခန်းစာမှာအဲ့ဒါလေးလည်းပါမှာတို့ရဲ့စစ်စမားတွေကို sharing လုပ်ပေးတဲ့နေရာမှာပါမဲ့ point လေးတွေကတစ်ချက်ပါဒါ